တေးရွာပါမဲ့ဝေဒနာလူတိုင်းလူတိုင်းမိမိမိသားစုကိုပြစ်ပေးမထားကြပါနဲ့လူတိုင်းလူတိုင်းလူအဖွေးအစည်းနဲ့ရုပ်ဝတ္ထုပစ္စည်းတွေချက်မိမိရဲ့မိသားစုမိတ်ဆွေတငယ်ချင်းတွေကိုတံပိုးထားတတ်ကြပါစေရည်ရည်ချူရှင်းကိုခံရတဲ့သူတွေဖို့နာကျင်ခံစားခက်တဲ့ဝေဒနာဟာတေးရွာပါသွားနိုင်တဲ့အတွက်ကြောင်းပါပဲဒီနှစ်ခေတ်ကျွန်တော်တို့နေထိုင်တဲ့27အရာစုခေတ်မှာရုပ်ဝတ္ထုပစ္စည်းတွေမရေမတွက်နိုင်အောင် အမခံတိုးတက်ပြောင်းလဲနေတာလူတိုင်းအသိပါပဲလူသမိုင်းဖြစ်စဉ်ရဲ့စာမျက်နှာတိုင်းမှာ တိုးတက်ပြောင်းလဲမှုတွေဟာဒုနဲ့ဒီဆိုသလိုတည်ရှိနေတာကတော့အပြေရှားစရာမလိုဘူးထင်ပါတယ်ဒီနေ့အချိန်ကတော့တိုးတက်မှုနှုံအမြင့်မားဆုံးအချိန်လို့ပြောရင်လည်းရနိုင်ပါတယ်ဒီတိုးတက်ပြောင်းလဲမှုတွေကလေရက်တန့်သွားမှလည်းမဟုတ်ပြန်ပါဘူးဒီနေ့မှာလူအသုံးဆောင်ပစ္စည်းတွေဖြစ်တဲ့ကွန်ပျူတာတွေလက်တော့တွေ notebook တွေကနေ အလွန်လျင်မြင်တဲ့ဆက်သွယ်ရေးကွန်ရက်အင်တာနက်အီးမေးလ်တွေ Instagram တွေနဲ့ပြောလို့မဆုံးနိုင်တဲ့ရုပ်ဝတ္ထုပစ္စည်းတွေတစ်ခုပြီးတစ်ခုပေါ်ပေါက်လာနေကြပါတယ်။ဒါအပြင်ဤပညာမြင့်မြင့်ဆောက်လုပ်ထားတဲ့တိုက်တာတွေကလည်းမိုးထိုးမတဲ့နေရာတိုင်းမှာ မြင်တွေ့နေရပြန်ပါတယ်။ရုပ်ဝတ္ထုပစ္စည်းတွေအမခံတိုးတက်လာတဲ့အတွက်ဒီရုပ်ဝတ္ထုပစ္စည်းတွေကို အမိန်လိုက်နိုင်ဖို့လူတွေဟာကြိုးစားရုန်းကန်ရင်ပြင်ဆင်မှုတွေက ြင်းထန်လာခဲ့ကြပါတယ်။ကောင်းပါပြီ။ရုပ်ပိုင်းဆိုင်ရာတွေဖွေဖြိုးတိုးတက်လာခဲ့ပေမဲ့လူတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကကိုဖွေဖြိုးတိုးတက်လာသလားဆိုတာကတော့မေခွန်းထုတ်စရာဖြစ်နေပါတယ်။ရုပ်ပိုင်းဆိုင်ရာတိုးတက်လာတာကိုတိုးတက်တယ်ခေါ်မလားဒါမှမဟုတ်စိတ်ပိုင်းဆိုင်ရာတိုးတက်မှုကိုဘလို့ကောက်ရှက်ရှဆုံးဖြတ်ကြမလဲ။ကျွန်တော်အနေနဲ့ကောက်ရှက်ရှရရင်ရုပ်ပိုင်းဆိုင်ရာတွေဖွေဖြိုးတိုးတက်လာပါမှတိုးတက်တယ်လို့သတ်မှတ်ရှင်မရဲ့တကယ်တော့လူသားတွေဟာ စိတ်ပိုင်းဆိုင်ရာတိုးတက်မှုရလာအောင်စွန်းဆောင်စ조사ကြဖို့မြင့်နေကြပါれအထုဂယုပြုဖို့ကိုလေမျက်꽌ပြုနေကြပါれစိတ်ပိုင်းဆိုင်ရာတိုးတက်လာပါမှရုပ်ပိုင်းဆိုင်ရာပါပိုပြီးဖွေဖြိုးတိုးတက်လာမှာမဟုတ်ပေဘူးလားကျွန်တော်ကတော့ဒီလိုပဲသုံးသပ်မိပါれစိတ်ပိုင်းဆိုင်ရာတိုးတက်ဖို့မိမိမိသားစုမှာလူအဖွဲ့အစည်းတွေထဲမှာပတ်သက်ရှက်နွေရာပတ်ဝန်းကျင်အတိုင်းအဝိုင်းမှာစ조사တိဆောက်ရမှာပဲဖြစ်ပါれစိတ်ပိုင်းဆိုင်ရာဖွေဖြိုးမှုအားနည်းလို့ မှန်ကန်သိမြင်တဲ့အတွေးခေါကောင်းတွေအားနေလို့မိသားစုတစုမှာတွေ့ကြုံခဲ့ရတဲ့ဖြစ်ပျက်လေးတစ်ခုကိုစံထားပြီးပြောပြခြင်းပါတယ်။အိန္ဒိယနိုင်ငံရဲ့ဆင်ခြင်ဖုံးရက်ွက်ကလေးတစ်ခုမှာလက်လုံလက်စားမိသားစုတစုနေထိုင်ကြပါတယ်။ဖခင်လို့သူကအငှားရင်မောင်းတဲ့အလုပ်ကိုလုပ်ကင်ပြီးသား၃ယောက်ကို ရှားဖွေကျွေးမွေးပါတယ်။ဇနီးတွေကတော့အိမ်ထောက်တာဝန်ကိုဂျေပွန်စွာထမ်းဆောင်သူတို့ပါ။အကြီးဆုံးသားက၁၂နှစ်၊သားလက်က၉နှစ် အငေးဆုံးသားလေးက၄နှစ်ပါဖခင်လုပ်တဲ့သူကနေမာညမနာမိသားစုအတွက်ငွေကိုစ조사ရှာဖွေခဲ့လို့အငားရင်ဒီစည်းကိုကိုပိုင်ဝေယူနိုင်ခဲ့ပါတယ်။တနေ့တော့ဖခင်ဖြစ်သူဟာကားမောင်းညာကနေပြန်လာပြီးရေမိုးရှိုးထမင်းစားလို့တနေ့ကုန်ပင်ပန်းထားသမျှအနားယူမေးလို့ကြံရွေစင်မှာသားအကြီးဖြစ်သူကအဖေတနားကြီးအလုပ်လုပ်ရင်ငွေဘယ်လောက်ရလဲလို့မေးလိုက်တော့အဖေဖြစ်သူက တနားကြီးကိုရူပီ900လောက်တော့ရတယ်။ตาဘာလို့မလို့လဲလို့ပြောရင်ตาဖြစ်သူကိုမေးလိုက်ပါတယ်။အဖေตาကိုရူပီ300လောက်ရှင်းပါလား။ตาအရေးကြီးကိစ္စရှိလို့ตาဖြစ်သူကောက်ခငင်ကပြောလိုက်တဲ့စကားကြောင့်အဖေဖြစ်သူကမင်းတော်တော်တကောကောင်းဆန်နေကောင်းပဲ။ငါကတော့မိသားစုအတွက်ငွေရှာနေတဲ့အချိန်မှာမင်းကမင်းသုံးဖို့အတွက်ငွေရှင်းနေတယ်။တော်မင်းငါရှိကအမြန်ထွက်သွားဇန်းကွာလို့ခက်မှမှပြောလိုက်ပါတယ်ဖခင်ဖြစ်သူရဲ့စိတ်ဆိုးမှန်ဆိုးပြောစကားကြောင့် ဖြစ်သူဟာမျက်ဝန်းတွေမျက်ရည်တွေနဲ့သူ့အခန်းထေးကို ပြေးဝင်သွားပါတော့တယ်ခဏကြာတော့ဖခင်ဖြစ်သူဟာဒီလိုစဉ်းစားမိမြင်ပါတယ်မဟုတ်သေးပါဘူးငါသားဘရုံးကမှငါစီကပိတ်ဆံမရှိပါဘူးတခုခုတော့တခုခုပဲလို့တွေးရင်သားဖြစ်သူအခန်းတွေလိတ်ဝင်သွားခဲ့ပါတယ်သားကြီးအခန်းတွေရောက်သွားတဲ့အခါငိုရှိနေတာကိုမြင်တွေ့လိုက်ရပါတယ်သားအဖြစ်စီကငွေ300ရှိတာဘာလို့ဖို့တော့သားမှာဘာအရေးကြီးကိစ္စရှိလို့လဲ အဖေကမေးလိုက်တဲ့အခါသားကြီးဟာအငိုရက်ပြီးသူ့ခေါင်းအောက်ကနွမ်းကျင်နေတဲ့ရူပီငွေ1900ကိုထုတ်ပြပါတယ်ငွေတွေကိုမြင်လိုက်တဲ့အခါအဖေလို့သူဟာပို့ပြီးဒေါသတွေထွက်လာရင် မင်းတကူကောင်းစိတ်ရှိတဲ့သူပဲမင်းမိသားစုနဲ့ငါ့ကိုညာတာစိတ်နင်းနေလေးမှမရှိတဲ့ကောင်မင်းမှာငွေ1900ရှိတာတော့ငါစီက300ထက်ရှိတာဘာသဘောလဲချုပ်တယ်ကွာမင်းဘာအတွက်ပဲလို့လို့ငါမချင်းနိုင်ဘူးလို့ပြောလိုက်ပါတယ် အဖေစကားကိုကြားလိုက်ရတဲ့အခါတာကြီးဖြစ်သူဟာမျက်ရည်တွေကျအသားတဆက်ဆက်တုံပြီးအဖေသားကိုစကားနေနေပြောခွင့်ပြုပါလို့တောင်းဆိုလိုက်တော့အဖေကဗာလေးပြောလို့လေသင်ခတ်မှမှနဲ့ပြောလိုက်ပါတယ်ဒီတော့သားကသားဒီငွေ1900ကိုအမေကြောင့်မုံဖို့ပေးတာတွေစုထားတာ9နှစ်ရှိပါပြီသားရူပီး2000ပြည့်အောင်စုမယ်လို့ဆုံးဖြတ်ထားတာပါဒါပေမဲ့သား2000ပြည့်အောင်မစုရှင်တော့ဘူးအဖေကားမောင်းတာ တနာယီကိုရူပီ900ရရတယ်ဆို2000ပြည့်ရင်အဖေကို6နာရီရင်မောင်းခရူပီ2000ပေးပြီးသားရောမိသားစု တနေကုန်လျှောက်လေရမယ်လို့သားစိတ်ကူးထားတာ9နှစ်ရှိသွားပါပြီအဖေရေလို့ပြောလိုက်တဲ့အခါသားကြီးစီကမထင်မှတ်တဲ့စကားကြားလိုက်ရတဲ့ဖခင်ဖြစ်သူဟာစိတ်ထိခိုက်ကြေကွေးသွားပါတော့တယ်။ကဲဖြစ်ပြလေရတော့ဒီလောက်ပါပဲ။ဖခင်ဖြစ်သူဟာမိသားစုစီဝါရဲ့အတွက် လုံးပန်းနေရတဲ့အတွက်မိသားစုအတွင်းမှာ ဖြစ်တည်နေတဲ့စိတ်ခံစားမှုတွေကိုလေးလူယူရှုသလိုဖြစ်ခဲ့ရတယ်။သူတင်မဟုတ်ပါဘူး။ဒီနေ့မိသားစုအတော်များများဟာအဲ့ဒီစားဝဲနေရေးဆိုတဲ့ဝန်ထုတ်ဝန်ပေါ်ကြီးကိုမနိုင်တနိုင်ထမ်းမကြရင်မိုးလင်းကမိုးရှုပ်အချိန်တွေကုန်ဆုံးခဲ့ရတယ်။မိသားစုအရေးသားသမီးအရေးမိသားစုရဲ့စိတ်ခံစားချက်မှန်သမျှကိုလေးလူယူရှုသလိုဖြစ်နေတတ်ကြပါတယ်။တည်ငါဖြစ်ပေါ်လာတဲ့ပြဿနာကိုဒေရှာစဉ်းစားမဆုံးဖြစ်ပေ စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုမရှိတဲ့အတွက်မိမိသားသမီးတို့ရဲ့ခံစားမှုကိုကိုရှင်းမဆာနာခဲ့ကြဘူးနားမလည်ခဲ့ကြဘူးအဝေးကျအနည်းမှုံဆိုသလိုမိမိအနည်းဆုံးကလူတွေရဲ့စိတ်ခံစားမှုကိုဂရုမပြုခဲ့ကြဘူးအဲ့ဒီလိုစိတ်ခွန်အားတွေဖွံ့ဖြိုးမှုမရှိပေမိမိအနည်းကလူတွေကိုမကြည့်ပေလူတက်တန်းကုံဆုံးသွားခဲ့ရင်ဘယ်လိုလုပ်ကြမလဲဒီလိုအဖြစ်မျိုးမဖြစ်ကြရအောင်လူတိုင်းဟာလေးလေးနက်နက်စဉ်းစားကြဖို့လိုပါလိမ့်မယ် လောကမှာမိမိရဲ့စီးပွားဥစ္စာရောဂါတူပစ္စည်းတွေကိုတံပိုးထားတာတဲ့မိမိမိသားစု မိတ်ဆွေတငယ်ချင်းတွေကိုတံပိုးထားတာဟာကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုမြင့်တင်ပေးရရောက်မယ်လို့စာရေးသူထင်မြင်မိပါတယ်။ဒါကြောင့်လူတိုင်းလူတိုင်းမိမိမိသားစုကိုပြစ်ပေမထားကြပါနဲ့။လူတိုင်းလူတိုင်းလူအဖွဲ့အစည်းကိုပြစ်ပေမထားကြပါနဲ့။တကောစားမိမိအတ္တနဲ့ရောဂါတူပစ္စည်းတွေထက်မိမိမိသားစုမိတ်ဆွေတငယ်ချင်းတွေကိုတံပိုးထားတတ်ကြပါစေ။ ်လေးလျူရှုရှင်းကိုခံရသူတွေရဲ့နာကျင်ခံစားခက်တဲ့ဝေဒနာတွေကဒေယွာအထိပါသွားနိုင်လေဆိုတာတတိရှက်နိုင်ကြပါစေလို့ပြောလိုက်ပါရစေအဆုံးထိနားဆင်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်စာပေရှိသူများအားလုံးနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ